ငါလျင်ပေကုညီရေးမလေးရှားနယ်ထိုင်နိုင်ငံသားရေးဝန်ကြီးတို့အေပီငါရင်မှာမြန်မာနိုင်ငံကိုလာမည်မလေးရှားနိုင်ငံသားရေးဝန်ကြီးနဲ့ထိုင်းနိုင်ငံသားရေးဝန်ကြီးတို့ဟာမြန်မာနိုင်ငံအလဲပိုင်းမှာတောက်ချာနေကငါလျင်လှောက်ခတ်ပြီးနောက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးအပ်ရင်းနဲ့ပတ်သက်ပြီးလာမည့်အေပီငါရင်မှာမြန်မာနိုင်ငံကိုလာရောက်ဖို့ရှိနေပါတယ် မြန်မာနဲ့အင်ဒီဂျင်ထိုင်းနိုင်ငံတို့မှလှုပ်ခတ်ခဲ့တဲ့ငလင်းနဲ့ပတ်သက်ပြီးအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့အရေးပေါ်အထူးအစည်းအဝေးမှာနိုင်ငံခြားရေးဝန်ကြီးနှစ်ဦးမြန်မာနိုင်ငံလာရောက်ဖို့ကိစ္စကိုသဘောတူခဲ့တာပါဒါဟာမြန်မာပြည်သူတွေအတွက်ဂယုနာစီလုံးညီညွတ်မှုကိုပြန်သတာဖြစ်ပြီးမြေပြင်လိုအပ်ချက်တွေကိုထိုက်သိစဉ်းစားတာထက်လန်းကူညီတွေပေးဖို့ညှိနှိုင်းဆောင်ရွက်မယ်လို့အရေးပေါ်အစည်းအဝေးကိုဥဆောင်ကျင်းပတဲ့2015ခုနှစ်အာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားနိုင်ငံကပြောပါတယ် အာဆီယံအနေနဲ့ငလျင်ဘေးနဲ့ပတ်သက်ပြီးလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးမဲ့ကတိကိုအစည်းအဝေးမှာထပ်မံအတည်ပြုခဲ့ပြီးမြန်မာထိုင်းတို့နဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်လို့အစည်းအဝေးအပြီးမှာအထောက်ပြန်ထားပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။